ားလုံးမင်္ဂလာပါခင်ဗျာဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ်ထူးခြားတဲ့သတင်းတွေယူပဲသမင်းမြန်လေးနဲ့သတင်းစစ်စစ်လေးပြောသွားခြင်းနဲ့ပေါ့ဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းနေရဟိုရေကလည်းပို့တဲ့ကိစ္စတွေကလည်းရှိသေးတယ်ပေါ့နော်ရေပို့တဲ့ကိစ္စတွေရှိသေးတယ်နောက်ပြီးကျွန်တော်တို့ဒီလာမယ့်ရက်ပိုင်းထဲမှာကျွန်တော်လှုပ်ရှားရှိတယ်ပေါ့နော်အဲ့ဒါဟိုများများဆဆပေးခြင်းနဲ့ ဆန္ဒတစ်ခုရှိနေအများများဆသာပေးတင်တဲ့ကုကျင်တဲ့ဆန္ဒတစ်ခုရှိတဲ့ခါကျတော့အဲ့ဒါလည်း ready ဖြစ်နေတယ်ပေါ့ကျွန်တော်မှလည်း ready ရှိတယ် ready ရှိတဲ့ခါကျတော့မကြခင်လာမယ့်ရက်ပိုင်းအတွင်းမှာအဲ့ဒီများများဆသာပြီးမဲ့ကုညီမဲ့ကိစ္စလှုပ်ချင်တယ်ပေါ့အဲ့အတွက်ဘယ်သူကတကယ်ခက်ခဲနေရလဲဆိုလဲကြားထဲမှာစပြီးပုံစံမျိုးသွားကြည့်မယ်ပေါ့ကြည့်ပြီးတော့အဲကုစရာရှိတာကုမယ်ပေါ့နော်ဒီတိုင်း ကျပွဲစရာရှိတာလဲဝယ်ရမှာပေါ့အဓိကတော့ဝယ်ချမ်းရည်အဓိကပေါ့ဒီစားတော့ကုန်ကုန်ချမ်းတွေဝယ်ချမ်းမှုအတွက်အဲရှိပါတယ်အဲ့အတွက်လဲဒီနေ့မှာအပြက်လုံးပဲပေါ့နော်အဲ့အတွက်ရုပ်တံခတ်တူတူပဲရိုက်ပါမယ်ဒီရက်ပိုင်းမှာငလင်းတန်တင်းပြည်သူနဲ့ပတ်သက်ပြီးတော့အစိုးရထုတ်ပြန်ထားတာ3600ကျော်ရှိတယ်ဒါကကျွန်တော်နိုင်ငံအတွက်ယောဂါကပေးတစ်ခုကိုကြုံရတယ်လို့ပါပဲဒီတည်ဆုံးသွားတဲ့မိသားစုတွေနဲ့အတူကျွန်တော်တို့ထပ်တူဝမ်းနေကြေကွဲရပါတယ်နောက်လာမယ့်နှစ် မတ်လ28ရက်နေ့တိုင်းမှာဒါကျွန်တော်တို့အမြဲတမ်းတတိတရနဲ့ဒါအောင်မိရမယ်အဲလူတွေဖြစ်ပါတယ်เนาะပြစ်မဲ့တည်ဆုံးသွားတဲ့ပြည်သူတွေဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာကွန်ကြီးကေဇေးရေးဖွဲ့ဝင်တွေလည်းမြန်မာနိုင်ငံရောက်ရှိတဲ့အချိန်မှာမြန်မာနိုင်ငံကဒီကွန်ကြီးကေဇေးရေးပေါ့เนาะမိသက်တို့စသဖြင့်ဒီဒေတာကွန်ကြီးကေဇေးရေးအဖွဲ့တွေပေါ့เนาะ local pride အသင်းတွေနဲ့ဒီလိုပေါင်းပြီးတော့ကွန်ကြီးတဲ့အချိန်မှာလူပေါင်း600ကျော်900နီးပါးကို ဲတင်နိုင်ခဲ့တယ်ဗောနော်ဒါအသက်ရှင်လေးကဲထိုင်ကဲတင်နိုင်ခဲ့တယ်ဒီအပြည့်စည်းတွေကြားတဲ့ကဒါလည်းဘာပဲပြောအတိမတ်ပြုတယ်ဗောနော်လေးလေးလေးစားပါတယ်အခုလိုမျိုးလုတ်ပေးနိုင်တဲ့အတွက်ဗောနော်နောက်တစ်ခုဒီမှာပါနိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ပြောပါပါမြင်လဲဆိုတော့ဒီငလင်ပြူကြတဲ့အဆောက်အဦတွေကိုစီစစ်လိုက်တဲ့အခါမှာစံမမီတဲ့စံနှုံးမမီတဲ့ဆောက်လို့ရစံနှုံးမမီတဲ့ဒီအဆောက်အဦတွေတွေ့ခဲ့တယ်ပေါ့အဲ့အတွက်ပိဆက်မှုကြီးမားခဲ့တယ်ပေါ့နော် တော့ကျွန်တော်တို့ကငလင်ကိုဟိုဒီဥထုံးလင်ပြောသလို returning period ကနည်းနည်းကြာတယ်ဗောနော်အဲအဲ့တော့တိတ်ပြီးတော့မမှုကြဘူးကျွန်တော်ခက်ငယ်တဲ့ငလင်ဂျုံမှုတယ်ဒီလိုမျိုးလေးလင်းငါးစက္ကန့်လောက်ခါပြီးလို့ရှင်ထွက်သွားလိုက်တယ်ပြီးသွားပြီပြူတာပြူတာဆိုလို့အရင်ကဒါပကံဖျားတွေဘာတွေမှာပဲကျွန်တော်တို့ဒါမြင်ခဲ့ရတယ်ဗောနော်နောက်ပိုင်းငလင်ကိုကြီးကြီးမားမားမခံစားရတာတော်တော်ကြာပြီဗောအဲ့အတွက်ဒါ ပေါ်ရောက်နေကြတယ်ဗောနော်ပေါ်ရောက်နေကြတယ်အချို့ဟာတွေဆိုလို့ရှိရင်ငလင်းနှံခံနိုင်ပါတယ်ဆိုပြီးတော့တော့မှဒီ marketing ဆင်းတယ်ဒါပေမဲ့လည်းတကယ်ဖြစ်လာတဲ့ခါကျတော့ပြိုသွားတာပါပဲနောက်ပြီးပြောချင်တာအခု ဖြစ်သွားတဲ့ငလင်းအတိုင်းတာကနော်အင်မတန်ဒါပြင်အင်အားပြင်းထန်တဲ့အတွက်ဒီဥဒရတီတီဆေးရုံဒါပင်လုံဆေးရုံဗောနော်အဲ့ဆေးရုံကျွန်တော်ရောက်တဲ့ချိန်မှာကြည်တာတော်တော်ဒုတယ်ကောင်းကောင်းနဲ့ဆောက်ထားတယ်ဒါပေမဲ့လည်းပြိုသွားခဲ့တော့ဒါကကျွန်တော်တို့မကြုံစုဘူးကြုံရတဲ့အနေထားမှာအခုလိုမျိုး ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အဲနောက်ဆော်ဦးတွေစောက်တော့မယ်ဆိုရင်စံနှုန်းတတ်မှတ်ချက်တွေနောက်ပြီးလို့ရှိရင်ငလင်နံခံနိုင်တဲ့နော်ဒီဖွဲ့စည်းပုံစနစ်တွေပေါ့ဒီလိုပုံစံတွေနဲ့တိဆောက်ဖို့လုပ်မယ်လို့ကျွန်တော်ထင်ပါတယ်အဲတော့ဒီငလင်နံရောက်ပျက်စီးသွားတဲ့နေရာရှီဟောင်းအဲဆော်ဦးတွေလည်းပါတယ်နောက်ဘုရားပထုစီတွေပါတယ်အဲ့အတွက်ဒီမှာအချို့ကလည်းရှိဟောင်းမဟုတ်တို့ဟာတွေဖြူချနေတာတွေ့ရအဲ့ဒါကိုနိုင်ငံသားတွေဝေဖန်နေတဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့လက်ရှိ ဒီပြည်တွင်းမှာဖြစ်နေတဲ့အရာတွေအကုန်လုံးပေါ့နော်ဒီငိမ့်ချတဲ့နေရာတွေမှာဆိုလို့ရှိရင်အကုန်လုံးဒါရှေ့တုကနေပြီးတော့ပြန်ပြီးတော့လုံပါပါเนาะအချိန်တော့ယူရမှာပေါ့ပျက်စီးမှုကများတာပေါ့เนาะအဲ့ဒီမှာဒီတည်င်းဆက်ဆက်မိလို့ပါအဲ့ဒါကရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာတိုက်ပွဲဖြစ်လို့ပျက်စီးသွားတဲ့ရှေ့အောင်မွေနေ့တွေကိုပြန်လဲပြင်ဆင်မယ်တဲ့ပြန်လဲပြင်ဆင်မှုလုပ်နေတယ်ပေါ့အဲ့အတွက်ပြောချင်တာဘယ်လူနီးပညာနဲ့ဘယ်သူကပြင်ဆင်มาလဲပေါ့သူတို့အခုဒါအုတ်တွေဖုံနေတယ်လို့ပြောတယ်ပေါ့เนาะ ဒါပညာရှင်မပါဘဲနဲ့နောက်ပြီးလို့ရှိရင်ဒီလိုကာလကြီးမှာမလုံသင့်ဘူးလို့ကျွန်တော်ထင်တယ်နော်ဒီဘက်ချက်မှာပညာရှင်တွေရှိတယ်ဒါပေမဲ့လည်းဟိုသူတို့မှလည်းရှိတော့ရှိမယ်ဒါပေမဲ့လောက်ငားတဲ့အတိုင်းဒါတော့မဟုတ်ဘူးနော်ဒါမြောက်ဥမှာရှိတဲ့အမွေနှစ်ကရခိုင်တမျိုးတဲ့အမွေနှစ်တော့မဟုတ်လက်မြန်မာတိုင်းငံလုံးရဲ့အမွေနှစ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးတွေတော့ဂယုဆိုင်ဖို့တော့လိုပါမယ်တခုခုဆိုလို့ရှိရင်ဟိုအစွန်းရောက်ပြီးတော့ အမျိုးစွဲနော်အဲ့လိုမျိုးဒေတာစွဲနဲ့လောက်တာမျိုးတွေကတိတ်ပြီးတော့အဆင်မပြေလောက်လို့ထင်ပါတယ်နောက်တစ်ရင်တော့လေရခိုင်တရင်ပဲပေါ့အဲ့ဒါကတော့ဒီရခိုင်ဒေတာပေါ့အစ်တူစသဖြင့်ဒီရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ပြည်သူတွေတော်တော်များများရန်ကုန်ကိုပြောင်းကြတယ်ပေါ့နော်ရန်ကုန်ကိုပြောင်းကြတယ်အေဂျင့်နဲ့ဒေတာတွေပြောင်းကြတယ်နော်ဒီ AI တိုင်းဒေတာကြီးတွေပြောင်းကြတယ်ဘာလို့ပြောင်းလဲဆိုတော့ အေးလောက်မှမနေခြင်းလို့ပေါ့နော်အေးနဲ့နှိစက်တဲ့နေရာမှာမနေခြင်းလို့အနေထိုင်ရုံနေကြတဲ့မှာမနေခြင်းလို့ပြောင်းကြတာပေါ့ဒါ우တိဖို့လိုပါတယ်တကယ်နော်ပညာတတ်တဲ့လူတွေကတကယ်ပညာရှိတဲ့သူတွေကအေးအေးကိုလက်မခံဘူးဒါမှမဟုတ်ရင်တိုက်ပွဲအကြံဖတ်မှုကိုလက်မခံဘူးဆိုတာပေါ်လွင်တာပေါ့နော်နောက်တဲ့တင်းတဲ့ဘောကတော့ကျွန်တော်တို့ဖလန်း268ပေါ့နော်ဖလန်း268 ဖလှယ်မြကြပါတယ်เนาะ268ရတော့အခြေအနေဘယ်လိုဖြစ်လဲမသိဘူးတတိပပထုတ်ပြန်တယ်လို့လည်းမရှိဘူးเนาะအဲ့ဒီဟာအဖွဲ့တွေလည်းဘယ်ဟိုရောက်ကုန်လို့ဘာတွေဖြစ်ကုန်မှလည်းမသိဘူးအဲတရင်ကပို့လေပြောရင်ဖလှယ်နဲ့ကျွန်တော်ဆက်သွယ်ပြတာလားနဲ့ရှိပါတယ်မရှိတော့ဖလှယ်မှကျွန်တော်တရင်မင်းမရှိတော့ဒါပေမဲ့တရင်တွေတို့ရေးသားချက်တွေပြန်ကြည့်တဲ့အချိန်မှာဖလှယ်ကိုတို့ကဒါ6လတိုက်ခဲ့ရတယ်နော်6လတိုက်ရတာဒါပေမဲ့အဲ့အတွင်မရခဲ့ဘူးနော်ဖလှယ်6လတိုက်ရမရခဲ့ဘူးအဲ့မှာရှိတဲ့သူတွေကလည်းစွန်းစွန်းတမန်တိုက်တယ် အဲ့ဒီမှာဘာပြောလဲဆိုတော့စစ်ကောင်စီကအင်အားတရာခန့်ဖြည့်တင်းပေမဲ့ဖလန်းမျိုးကြပါအဲ့လိုမျိုးရေးတယ်ညကျွန်တော်ပြောချင်တာကအင်အားတရာဆိုတာ PDF အဖွဲတစ်ဖွဲ့သာတော့မရှိပါဘူးနော်ဒီမှာတိုက်သွားတဲ့အဖွဲ့တွေထဲမှာเนาะဒီအညာက PDF တွေအပါဝင် drone အဖွဲ့တွေရောမိုင်းအဖွဲ့တွေရောပါစုစုပေါင်း18ဖွဲ့တိုက်သွားတာအ ਨੇ ဆုံးဒါလုံးအင်အားကို10စားလောက်ကျော်ပြီးတိုက်သွားတာဘာတတ်နိုင်ပါလား ိုကကြောက်ဆောင်တော့ကြောက်သားတွေနဲ့ထွန်းထုတ်ထားတဲ့သူတွေမဟုတ်ဘူးဒီလောက်အင်အားတက်လာတယ်ဆိုလို့ရှိရင်ဒီလောက်ကြာကြီးခံတိုက်ထားတာပဲဒီမှာခံတိုက်ခဲ့တဲ့သူတွေရဲ့တတိဆွဲဒါတော့တိမှတ်ပြရမှာအတော့မကြလို့ထွက်ပြေးတာတရားမှမရှိနော်ဒါအာအလန်းကွာတာဖြစ်တဲ့အတွက်တော့အထောက်ပံ့နေကိုကြီးကြီးတွေဒါမျိုးတွေမရောက်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ခံလို့ရတယ် ဒါပေမဲ့လေဒီလူတွေတတိကြောင်လို့ပြီးတာတော့မဟုတ်။တာလွန်အင်အားနဲ့အချိန်ပေါင်းများစွာကိုသူတို့စိုးမှုခံထားတာ။စားတောက်ဒီစားနေရခါဒီနော်ဒီရေတွေဖြတ်တောက်ခံထားရတယ်။ဘယ်လောက်ကြာကြီးခံနိုင်မှာလဲ။နော်ဆိုတော့ဒါတွေကိုလေဟိုနေပြူဟာရတော့ကျွန်တော်မပြောတတ်ဘူး။ဒါပေမဲ့ပြင်ဆင်ဖို့တော့လိုအပ်မဲ့အရာတွေဖြစ်ပါတယ်နော်ပြောချင်တာတာလွန်အင်အားတာလွန်အင်အားကိုပို့ပြီးတာလွန်အင်အားလုတ်သွားတာအဲ့ဒီမှာမှဒီငလင်ဖြစ်တဲ့အချိန်မှာ ဒီဘက်ချမ်းကမင်းတို့ထွက်မတိုက်နဲ့ဆိုတဲ့သဘောမျိုးနဲ့နော်ခဏစီးချလိုက်တယ်။ရေယုံကြည်ပဲကိုယ်နိုင်ငံသားဒုက္ခရောက်နေတဲ့အချိန်မှာတယောက်နဲ့တယောက်ဒီလိုမဖြစ်သင့်ဘူးလို့တွေးတဲ့အတွေးနဲ့ six fire လုပ်တယ်ပေါ့နော်ခဏအပြစ်ခတ်ရဆဲတယ်။ဒါမဲ့အဲ့ဒီပြစ်ခတ်ရဆဲဆိုတာအစိုးရတစ်ဖက်တည်းပဲအဲ့လိုပြောတာ။ဟိုဘက်ကလူတွေကပြောကြရပြောလို့ချင်ရလုပ်နေတာဖြစ်တဲ့အတွက်သူတို့မှစီးမရှိဘာမှမရှိဘူး။အဲ့ဒီအတွက်ဒါကိုအခွင့်ကောင်းယူပြီးတော့လုပ်သွားတာပဲ။နော်အဲ့တော့အခွင့်ကောင်းအခွင့်ကောင်းနေဘယ်တော့ထပ်ယူမှာလဲ။ ော်ဘယ်ချိန်ထားယူမှာလဲဆိုတာစောင့်ကြည့်ရမှာပေါ့နော်နောက်တော့တစ်ချိန်လုံးတစ်ချက်ချက်ဒါရန်ဖြစ်နေကြတဲ့ပလောင်နဲ့ကချင်နော်လက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA နဲ့ TNL စပြီးတော့အဲဆွေးနွေးပြီးဆိုပြီးတော့ KIA ရဲ့စစ်ကောင်းဆောင်ပေါ့နော် KIA စစ်ကောင်းဆောင်ကွမ်မော်ကသူ့ရဲ့လူမှုကွန်ရက်မှာတင် ထားပါတယ်เนาะဒါဘာအဖြေရမလဲတော့ကျွန်တော်မသိသေးပါဘူး နောက်တစ်ပုဒ်ကတော့နိုင်ငံတကာသတင်းဖြစ်ပါတယ်။အဲ့နိုင်ငံတကာသတင်းကတော့ဒီတရုတ်ကနေပြီးတော့ဒီသူတို့မြို့ပေါ်ပေါ့နော်မြို့ပေါ်အေရိယာပေါ့အဲ့ဒီလီယင်ထုတ်လုပ်တဲ့စက်မှုလုပ်ငန်းကြီးဘီနာလေးမှာဒီလန်ဒန်လန်ရှိတဲ့အဲ့လမ်းပေါ်ကနေပြီးတော့လီယင်တစည်းဖြတ်ပြန်ဖြတ်ပြန်တဲ့ချိန်မှာဒီလီယင်ကတအားကြီးတယ်နော်တအားကြီးတော့မှနက်နေလေးပြန်သွားတယ်နက်နေလေးပြန်သွားတဲ့ခါကျတော့ကားပေါ်မှာရှိတဲ့သူတွေရဲ့ဒီ dash cam လေးနော်လက်ထဲမှာရှိတဲ့ mobile phone တွေနဲ့ အမိရရိုက်တယ်တော့နိမ့်နိမ့်လေးနဲ့ဖြည်းဖြည်းလေးပြန်လာဒီဗီဒီယိုကလူမှုကွန်ရက်ပေါ်တက်လာလူမှုကွန်ပေါ်တက်လာအနောက်နိုင်ငံတွေကကြည့်တယ်ဟာတရုတ်ကဘာလဲပေါ့ဘာမှကြင်ညာတာမရှိပဲဒီလေရင်အစ်စ်တစီကလမ်းပေါ်ထွက်ပြန်လာလုံးလုံးဝမကြင်ညာဘူးဘာဘာဘာအချက်လက်မှတည်တည်မသိရအောင်အဲ့လေရင်ဒါပေမဲ့အနောက်နိုင်ငံကဒီလေရင်နဲ့ပတ်သက်ပြီးယူထုတ်တဲ့သူတွေကဒါကိုအဲ G36 ဆိုပြီးတော့ပေးတယ်ပေါ့နော် ဒီ G36 တိုက်လေရင်ကအင်ဂျင်သုံးလုံးနဲ့အမျိုးအစားဖြစ်ပြီးတော့အဲလေနဲ့ပတ်သက်ပြီးတော့အများကြီးမပြောနိုင်ပေမဲ့ဒါပေမဲ့ဆတ်ထမနော်ဆတ်ထမမျိုးဆက်ခင့်မိတဲ့တိုက်လေရင်ပေါ့နော်အဲ့တော့နောက်နိုင်ငံနေနေနဲ့လည်းဒါကိုနည်းနည်းတော့အဲတွေးပြတ်သွားတယ်ပေါ့နော်တရုတ်ကဘာဒီဒီမှမချပြပဲနဲ့လေရင်တစ်စီးကိုအခုလိုလမ်းပေါ်တက်ပြန်ပြတာအဓိကတော့ငါတို့မှဒါရှိနေတယ်မင်းတို့တီးဖို့ဆိုတဲ့သဘောမျိုးနဲ့တက်ပြန်ပြတာပဲအဲ့ဒါကို ဟိုတယောက်ကလည်းငကိုတွေကဟို am scene နေလောက်တက်တယ်ပေါ့ဟိုစိတ်ဝင်စားအောင်နောက်မှမင်းတို့မင်းတို့လိုက်ပြီးလေးလာကြပေါ့ဒီဒီလိုလောက်ပြတ်တက်တဲ့ပုံစံရှိတယ်ပေါ့နော်ဒီလေရင်ကြောက်လဲတော်တော်လေးအနောက်နိုင်ငံမှာရှိတဲ့ဒီလေတက်နဲ့ပတ်သက်ပြီးတော့ယူသွတ်တဲ့သူတွေရဲ့ကြားထဲမှာဒါတော်တော်လေးပြောစရာပွက်လောက်ရိုက်သွားတယ်ပေါ့နော်အဲ့တော့နောက်တဲ့တင်တဲ့ဘုတ်ကတော့ဒါရန်ကုန်တိုင်းဒေသကြီးထဲကမြို့နယ်အချို့မှာပေါ့နော် နေရာအများပြားမှာဧပြီလ9ရက်နေ့က ဒါမူးတဲထန်စွာရောက်သွင်းခဲ့ပါတယ်ဒီအခုကကျွန်တော်တို့ဒီဧပြီလထဲရောက်နေပြီဖြစ်တဲ့အတွက်ဒါအရင်တော့ဆိုတော့ပြောမှာပေါ့ပတောက်ပွင့်မဲ့မူးကိုနော်ပြောကြမှာပေါ့ဒါပေမဲ့အခုကတော့ကျွန်တော်တို့မပြောနိုင်ပါဘူးပူရင်လည်းကျွန်တော်တို့တောက်ခံနေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဟာငလင်ကြောင့်ဒုက္ခရောက်သွားတဲ့အိမ်ပြူသွားတဲ့ကျွန်တော်တို့အမိသားစုတွေတော်တော်များများရွက်ဖြင့်တဲလေးတွေနဲ့နော်ဘောလုံးကွင်းစသဖြင့်ကွက်လက်တွေမှာအတန်းစီပြီးထိုးပြီးနေကြတယ်မိုးများတဲတဲထန်ထန်ရွာမယ်ဆိုရင် အမူးကတော့လုံပါရဲ့သူတို့ဒီအောက်မှာရှိတဲ့ဘွက်တွေပေါက်လာမှာပေါ့နော်ဘွက်တွေပေါက်လာမှာခြင်တွေကြိုက်လာမှာသူတို့အတွက်ဒုက္ခရောက်လာနိုင်တယ်လေပြင်းများတိုက်ခိုက်တယ်ဆိုလို့ရှိရင်တော့ဒီရွက်ဖြင့်တဲလေးတွေကဘလို့မှအန်တုနိုင်မှာမဟုတ်ပါဘူးအဲ့အတွက်ဟိုဒီနေ့ဗတောက်ပွဲမှာမူကျွန်တော်တို့မကြိုးဆိုချင်ပါဘူးပေါ့နော်နောက်တစ်ရက်နောက်ကတော့ဒါမနေ့ကဧပြီလ9ရက်နေ့မှာယူကော့ပွဲကော်မရှင်ကအဲတရင်တပုတ် ထုတ်ပြန်တယ်ဗျ။ဒါပေမဲ့သူတို့ရှေ့ရနေတယ်ထုတ်ပြန်ထားတယ်။အဲ့ဒါဘာလဲဆိုတော့ဒီနိုင်ငံရေးပါတီတွေမှတ်ပုံတင်တာသူတို့ဆက်ပြီးတော့ခွင့်ပြုမယ်ပေါ့နော်။မေလအထိထင်ပါတယ်ခွင့်ပြုမယ်လို့ပြောပါတယ်။ဘာလို့လဲဆိုတော့လာမယ့်ဒီဇင်ဘာလမှာသူတို့ရွေးကောက်ပွဲစပြီးကျင်းပတော့မယ်လို့ဒါသူတို့ပြောပါတယ်။အဲ့တော့ရွေးကောက်ပွဲကျင်းပဖို့ရက်ကိုယူစီယာထုတ်ပြန်တာလောက်တည်ကြတာတော့ဘယ်တော့မှမရှိပါဘူး။နောက်ပြီးတော့ဒီငလင်ကြီးတွေဇက်တိုက်လုတ်ခတ်ပြီးတဲ့နောက်မှာဒါဧပြီလ9ရက်နေ့ကဒါနေ့လယ်ပိုင်းလောက်မှာပေါ့နေ့လယ်ပိုင်းလောက်မှာ မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့နယ်ထဲမှာငါးတသမနှစ်ရီဂျစ်စတာစကီရှိတဲ့ငလျင်ထပ်ပြီးလှုပ်ခတ်သွားတယ်လို့ပြောပါတယ်။ဆိုတော့ငလျင်တွေကတော့ဇက်တိုက်ဇက်တိုက်တော့လှုပ်ခတ်နေတော့မယ်။ဒါပေမဲ့လည်းရှေ့ပိုင်းမှာကျွန်တော်တို့လှုပ်ခဲ့တဲ့7.7လောက်တော့သူပို့ပြီးတော့မလှုပ်နိုင်ဘူးပေါ့နော်။နောက်ပြီးတော့ချင်းပြည်နယ်မြောက်ပိုင်းတုံးဆန်မြို့နယ်ထဲမှာရှိတဲ့ချင်းတွေချင်း PDF တွေအုပ်ချုပ်တဲ့နေရာပေါ့နော်။အဲ့ဒီနေရာမှာအဲ့ ရွာမိရှုခံရတယ်သူတို့အချင်းချင်းတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်လေပြီးတော့ဒီဒေသခံပြည်သူတွေနေတဲ့ရွာကိုမိရှုသွားတယ်လို့သိရတယ်အဲ့လိုမိရှုလိုက်တာကြောင့်လူနေ85လုံးမိလောင်ပြာကျသွားပြီးတော့ဒါလူကြီး350လောက်ဒါအရေးပေါ်အကူအညီတွေလိုနေတယ်လို့သိရပါတယ်နောက်တရင်တဘောကတော့နိုင်ငံဝန်ထမ်းတွေအတွက်လာမယ့်ဧပြီလနော်လာကုန်ပိုင်းလောက်မှာအစိုးရဌာနဆိုင်ရာရုံးတွေအကုန်လုံးပြန်ဖွင့်လိုက်မှုအတွက်စီစဉ်နေတယ်လို့ပြောပါတယ် ဲ့တော့အခုလောလောဆယ်ဆယ်ဒီကြားထဲမှာဧပြီလမကုန်ခင်အထိကိုနေဖို့ထိုင်ဖို့အပြီးလုပ်မယ်ဆိုတဲ့သဘောပေါ့နော်နောက်တဲ့နေ့ဘောကတော့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်နှောင်းကြောင်မင်းရွာမှာရှိတဲ့ဒေသခံပြည်သူ၃ဦးကို PDF အဖွဲ့ကတနက်နေ့ပြစ်ခတ်တပ်ဖြတ်သွားပါတယ်အဲ့ဒီဒေသခံပြည်သူ၃ဦးကတော့တော့ဦးမင်းမင်းဝင်း43နှစ်ဦးဖိုးလုံး36နှစ်နဲ့ဦးကျော်စမင်း33နှစ်တို့ဖြစ်ပါတယ်ဆိုတော့ဒီလူတွေက အဲ PDF အဖွဲ့ရဲ့ဖန်ဆီးတက်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။နောက်တစ်တင်းဘုကတော့ဒါစကိုင်းနိုင်ဒေသကြီးရှီဘူမြို့နယ်ညောင်ကိုင်းရွာမှာဒီဝင်လာတဲ့ PDF အဖွဲ့တွေပေါ့နော်။ PDF အဖွဲ့တော်တော်များများကိုအဲရွာသားတွေကမောင်းထုတ်တယ်ပေါ့နော်။ရွာတွေကထွက်တော်ဖို့ဆန္ဒပြကြ။ဘာကြောင့်လဲဆိုရွာမှာရှိတဲ့ဟာတွေအကုန်ယူလို့နော်ရွာမှာရှိတဲ့ပစ္စည်းတွေမှန်များအကုန်ယူတာဖြစ်တဲ့အတွက်ရွာသားတွေကမကြိုက်ဘူး။မကြိုက်လို့တော်ပြောတဲ့အချိန်မှာရင်ဝါကိုတန်းတန်းနဲ့ထောက်တယ်ပေါ့။အဲ့အတွက် ပို့ပြီးတော့ဆန္ဒတွေပြကြတယ်ပေါ့အခုတော့ရွာတွေကနေထွက်သွားရပြီလို့သိရပါတယ်နောက်သတင်းတွေဘုကတော့မလေးတိုင်းဒေသကြီးတပေကျင်းမြို့နယ်ထဲမှာရှိတဲ့ခွန်းမိုင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရတယ်လေကြောင်းတိုက်ခိုက်မှုတွေရှိပြီးတော့နှစ်ဖက်ထိခိုက်မှုအခြေအနေတော့ကျွန်တော်တို့မသိရသေးပါဘူးခင်ဗျာနောက်သတင်းတွေဘုကတော့နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေကုလသမဂ္ဂအထွေမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ကိုလက်ခံတွေ့ဆုံပါတယ်ဒါငလင်တန်ကာလမှာ မြန်မာနိုင်ငံကိုနိုင်ငံတော်များများကနိုင်ငံခေါင်းဆောင်တွေကိုယ်စားလှယ်တွေဆီလွတ်ပြီးတော့အခုလိုမျိုးလာရောက်တွေ့ဆုံတာတွေမြင်တွေ့နေရတယ်။နိုင်ငံတိုင်းဝန်ကြီးဌာနကိုယ်တိုင်ယုံပျက်စီးသွားတာဖြစ်လို့တော့အပြင်မှာယာယီရက်ဖြစ်နေမှာတွေ့ကြတယ်။တော်တော်ကျွန်တော်သဘောကျတယ်ဒီလိုဒီလိုပုံစံမျိုးပေါ့နော်။ရတဲ့နေရာမှာဖြစ်တဲ့အခြေအနေနဲ့အလုံးလုံးနေတာဖြစ်တဲ့အတွက်ဒါတော်တော်လေးချီးကျူးဖို့ကောင်းပါတယ်။နောက်တဲ့နေ့ဘုကတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာနော်တယ်လီနော်ဖုန်းနံပါတ်တွေတော်တော်များများအဲ့ဒီဖုန်းနံပါတ်တွေနဲ့ ။နောက်ပြီးရင် MPD ဖုန်းနံပါတ်တွေလည်းပါပါတယ်။အဲ့ဖုန်းနံပါတ်တွေနဲ့ online game ကိုဇက်တိုက်ဆိုသလိုကျွန်တော်တို့ဖုန်းတွေဝင်နေတာ။ဇက်တိုက်ဇက်တိုက်ဆိုသလိုပဲ။ဇက်တိုက်တွေမှာအမှကြော်ညာတယ်။ဒီ game ကိုဘယ်လိုဆော့ဖို့တဘယ်လိုနိုင်သွားလဲဆိုစာကြောင်းအတူလေးပဲနော်။အဲ့တော့ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ဒီလိုမျိုးအဲလင့်နေပေါ့နော်။မမမကန်လင့်နေ။ဒီလိုမမမကန်လင့်နေဒီတရားဝင် official ဖြစ်တဲ့ဒီ operator တွေကနေပို့တဲ့ link တွေတော့ပဲကျွန်တော်တို့ကတော့အဲလက်ခံပြီးတော့ အဲ့လိုမျိုးဘာမှမသိတဲ့ရိုးရိုးဒီဖုန်းနံပါတ်တွေကနေပို့တဲ့ link တွေကိုတော့စစ်စစ်ပြီးဒီ spam လုတ်တင်နေပေါ့နော်အဲ့လိုမျိုးနှီးပညာတွေရှာရှာဖွေတင်နေလို့ကျွန်တော်ပြောချင်တာပါဗျအဓိကတော့နော်ဒီမျိုးလောင်းကစားနဲ့ပတ်သက်ပြီးတော့တအားအခုလိုမျိုးတွေလုံနေတာတော့မကောင်းဘူးပေါ့နော်ဆိုတော့အနှစ်ချုပ်မှာကျွန်တော်အနှဲငယ်လေးပြောစရာရှိပါတယ်ဒီရက်ပိုင်း TikTok သုံးတဲ့ချိန်မှာကျွန်တော်ဘာတွေ့လာရလဲဆိုတော့ကျွန်တော်လည်းလူငယ်တယောက်ဖြစ်တယ်ပေါ့ဒီ အမျိုးသမီးငယ်တွေမိန်းကလေးငယ်တွေ sexual harassment လုပ်ခံရတယ်ပေါ့နော်အသက်အရွယ်မပြည့်မီသေးတဲ့အချိန်မှာသူတို့ဘာမှမသိဘူးနော်ဒီ sexual နဲ့ပတ်သက်ပြီးဘာမှမသိသေးတဲ့အရွယ်အဲ့ဒီအရွယ်တစ်ခုမှာနော်ဒီကိုယ့်ရဲ့နော်အိမ်ကြီးချင်းဒါမှမဟုတ်လို့ရှင်လေအဆွေမျိုးသားချင်းအဲ့လိုဝန်းကျင်တွေက sexual harassment လုပ်တာပေါ့ငယ်လေးတွေကလေးငယ်လေးတွေကိုဟိုဟိုထိဒီထိကိုကင်ဒီကင်လုပ်ပြီးတော့ကလေးတွေရဲ့အာစိတ်ကို နောက်လာမဲ့စိတ်ကိုဟိုဘယ်လိုပြောမလဲအယောင်ဆိုးပြစ်တာပေါ့နော်အယောင်ဆိုးပြစ်တာတဲ့ဆိုင်ရင်စိတ်တန်ရာရအောင်လုပ်တာပေါ့ဆိုတော့မိဘတွေအထူးသဖြင့်မိခင်နေနေနဲ့ကိုသားသမီးကိုဆွေမျိုးရင်းကြီးပဲဟောအကိုတဝန်းခွဲပဲဟောနော်ဟိုလေမိဘဟိုပဲမိဘမောင်ဘွားပဲအဲ့လိုမျိုးမလွတ်လိုက်ပါနဲ့စိတ်ချပြီးတော့ကလေးကြီးစိတ်တန်ရာရသွားမှာစိုးလို့ပါနော်အဲ့တော့ထိမ့်သိမ့်သိတဲ့နေရာမှာတော့ထိမ့်သိမ့်သိနေတယ်နောက်ပြီးတော့ဒီလျှက်ပေါ်လော်လီစီတဲ့ နော်အနေထိုင်မျိုးအပြောဆိုမျိုးနောက်ပြီးလို့ရှိရင်အဝတ်စားမျိုးတွေငယ်ရွယ်တဲ့အချိန်မှာထိနေတဲ့သိန်းလေးအာထားပြီးတော့မဝတ်စေချင်သေးဘူးနော်ဝတ်ဖို့အတွက်မလုတ်ပေးစေချင်သေးဘူးချစ်စရာကောင်းမှန်းတော့တည်တယ်ချစ်စရာကောင်းမှန်းတဲ့တည်တယ်ကလေးတွေလို့ဆင်လိုက်လို့လှောက်သွားမယ်မှန်းတော့တည်တယ်ဘယ်လိုချစ်စရာကောင်းသွားမယ်မှန်းတည်ဒါပေမဲ့ကိုယ့်ကလေးအတွက်နော်ငငယ်ရွယ်ရွယ်နဲ့အနေရဖြစ်နိုင်တယ်ဒါကြောင့်မို့လို့လေမဖြစ်တဲ့မဖြစ်အပ်တဲ့အရာတွေတည်နေမှာမြင်ရကြားရသိနေရတာနော်အထူးသဖြင့်မိခင်တွေကိုယ်တိုင်ထိမ့်သိမ့်မိဖို့ လိုတယ်လို့ကျွန်တော်အနေနဲ့မေတ္တာရခံချင်ပါတယ်။ဒါဒီနေ့အတွက်တင်ရတော့ဒီလောက်ပါပဲခင်ဗျာ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့ညီနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်။ password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာ။ဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော် လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ